အလုပ်ပဲမင်္ဂလာပါဒီနေ့ကတော့မတ်လ13ရက်နေ့တတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေစုံလင်ထဲကနေပြီးတော့ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့တတင်းကောင်းတတင်း2အဲ့ဒါက AUG ကတနိုင်ငံလုံးထောင်ပေါင်းချီတဲ့အင်အားနဲ့ကျွန်တော်တို့ထိုးစစ်တွေကိုဆင်ပြီးတော့အနာသိမ့်မှုတွေကိုအပြီးသတ်ဆုံးသတ်ဖို့အတွက် AUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကကာကွယ်ရေးဝန်ကြီးဦးရင်မောင်ကနေပြီးတော့ကြေညာလိုက်တယ်เนาะအဲ့ဒါက တမိုးတွေရဲ့တင်ဒန်းပိုက်စင်တက်ပြီးဆုံးတဲ့သမုံလုံးမှာပြပို့လိုက်တာဖြစ်တယ်။ဆိုတော့တရားဝင်အသိပေးကြညာလိုက်တာဖြစ်တယ်။အဲ့ဒါကတနိုင်ငံလုံးတောင်းတောင်းချီတဲ့စစ်သားတွေနဲ့အင်အားတွေနဲ့ကျွန်တော်တို့စကဆိုင်ရဲ့အနာသိမှုကိုအမြင့်ပြတ်ချေမှုတော့မယ်ဆိုပြီးတော့သူပြောတယ်။ဆိုတော့ဒီအဆင့်ကအဆင့်၃နေရာမှာရောက်ပြီဆိုပြီးမှကျွန်တော်တို့ ူပြောထားတာလေတွေ့ရတယ်နံပါတ်1အစင်းကတော့တိဆောက်တာเนาะတက်တွေကိုတိဆောက်တယ်တိဆောက်တယ်တိဆောက်တယ်အဲ့ဒီပြရတော့သူတို့အင်အားတွေကိုအကုန်လုံးတိဆောက်တဲ့အချိန်ကာလဖြစ်တယ်ဇန်နပြတယ်တက်တွေကိုတိဆောက်တယ်เนาะအဲ့ဒါဒူမီနဲ့သူတို့တိဆောက်ကြတယ်เนาะတိဆောက်တယ်ပြီးလို့ရှိရင်တော့မြို့သိမ်းတယ်တိဆောက်ပြီးတဲ့နောက်ပိုင်းမှာမြို့တွေတော်တော်သိမ်းတယ်အဲ့ဒီပြရတော့ကိုစီကျော်เนาะအဲ့ဒါကတော်လိုင်းရဲ့အဖွဲ့တွေကနေပြီးတော့သိမ်းတာသူသိမ်းကိုသိမ်းပေါ့เนาะ KAA ကသိမ်းလိုက် AUG ကသိမ်းလိုက်နေမီတွေကိုစုံမိုးလိုက်ရွာတွေကိုစုံမိုးလိုက်စသဖြင့် AA ကသိမ်းလိုက် နော်ချင်းကတင်းလိုက်ချင်းကတင်းလိုက်ဂရနီကတင်းလိုက်စသည်ဖြင့်ဒီ KNU ကလည်းတစိတ်တေသသူတို့တင်းထားတာတွေရှိတယ်နော်စခန်းတွေအများကြီးဒီတော်လိုင်းရေးကာလမှာဆိုလို့ရှိရင်သူတို့တင်းထားတဲ့စခန်းတွေလည်းတော်တော်များများရှိတယ်ဒါပေမဲ့သူတို့ကတော့ကြားဖြတ်တဲ့နံပါတ်လုံးနေတဲ့အချိန်ကာလဖြစ်နေတယ်အဲ့ဒီမှာနော်ဆိုတော့သူတို့ပြောတာပထမဆုံးတက်တိဆောက်တယ်နံပါတ်2မြို့သိမ်းပြတယ်နော်မြို့သိမ်းပြတယ်နံပါတ်3နံပါတ်3ဆင့်ရောက်တော့ပြီအခုကတော့နော်စစ်ပွဲတွေကိုအကုန်လုံးနေရအနက် စစ်မျက်နှာပြင်အကုန်လုံးဖွင့်မယ်အဲ့ဒီမှာထောင်ပေါင်းချီတဲ့အင်အားနဲ့အထွေထွေစစ်စင်ရေးကိုစတော့မယ်ဆိုပြီးမှဒီနေ့ကြီးညာလိုက်တာဖြစ်တယ်တရားဝင်ကြီးညာလိုက်တာဖြစ်တယ်ဆိုတော့ဒါကသတင်းထုတ်အနေနဲ့ကျွန်တော်တို့တွေ့ရမှဖြစ်တယ်သူတို့လောက်တာမလောက်တာတော့ကျွန်တော်တို့မသိဘူးအရင်တော့ကလည်းအဲ့လိုမျိုးဖြစ်ပြမျိုးတွေကျွန်တော်တို့တွေ့ခဲ့ဖူးတယ်နော်ဒီ day ဆိုပြီးတော့ solian စွာနော်အဲ့လိုမျိုးကြီးညာလိုက်တယ်ဒီ day တဏ္ဍာန်လုံးဆင်းရဲရဆိုပြီးတော့အဲ့လိုမျိုးလုပ်တယ်ဒါပေမဲ့အဲ့ဒီ day က ျွန်တော်တို့တနင်္ဂနွေတော့ကိုအဆုံးသတ်နိုင်တဲ့အဆင့်ကိုသူတို့မရောက်ဘူးအခုချိန်မှာဒီ date ချိန်ရမယ်နော်ဒီ date ကိုချိန်ရမယ်အခုပြောတဲ့ဟာကတော့ဒီ date လို့တော့သူတို့သုံးထားတာမတွေ့ရဘူးဒါပေမဲ့တနင်္ဂနွေလုံးစစ်အာဏာရှင်နော်ချုပ်ငင်းရေးမှာဆိုလို့ချင်းအပိသက်ဆင်းနေတဲ့စစ်ပွဲဖြစ်မယ်ဆိုပြီးမှတော့လောပို့လာဖြစ်တယ် မပေါ်တာဖြစ်တယ်အဲ့ဒါတရားဝင်ကျွန်တော်တို့ထုတ်ပြန်တာဆိုတော့ပထမတစ်ဆင့်ကတော့သူတို့ပြောတာကတော့ဒီဒီကိုကျင်ရတယ်မဖြစ်ဘူးရှမ်းမန်စစ်စင်ရဲ့နော်ဆိုပြီးတော့ဒီ line က implement line နောက်ဆုံး line ဆိုပြီးတော့ video လေးလည်းအများကြီးထွက်လာကျွန်တော်တို့တွေ့ရလိမ့်မယ်ဒါကတော့နောက်ဆုံး line တစ်ခုခုလာမယ်စသဖြင့်အဲ့လိုမျိုးရှမ်းမန်စစ်စင်ရဲ့နောက်ရှမ်းကနေပြီးတော့ဒီမန္တလေးကိုတင်ရောက်မယ်ဆိုပြီးတော့ကျင်ညာပြီးတော့ခြားတာနော်ခြားတာဆိုတော့တဆုကြတော့မန္တလေးဒီနေ့ထက်ထိကျွန်တော်တို့တင်လို့မရသေးဘူးအဲ့ဒီကနေပြီးတော့အတုတ်တုတ်ပြန်လာရတယ်နော်အဲ့ဒီမှာဥဆောင်တဲ့ TNLA ကတရုတ်နဲ့ပေါင်းသွားတဲ့ခါကျတော့သူတို့ အဒီရှမဆက်ဆက်ရမအောင်မြင်ဘူးเนาะအဒီအမန်တီကလည်းတရုတ်နဲ့ပေါင်းသွားတယ်မာလာနဲ့စစ်စစ်နွေရည်တွေလုတ်တဲ့ခါကျတော့ရှာမန်စစ်စင်ရေကလောက်အောင်ပြေဘူးအတိတ်တဲကသူများအားကိုကိုးတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်သူကသူတော့တိုက်လို့မရဘူး TNL နဲ့ MDA အားကိုယူပြီးတော့ရှာမန်စစ်စင်ရေဆိုပြီးတော့သူတို့လုတ်တာဖြစ်တယ်နော်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်အညာကိုဆင်းလာပြီးတော့ PLA တို့ဘာတို့ဒီမန္တလေးကဒီ PDF တို့ ီအညာကိုဆင်းပြီးတော့တိုက်တော့မယ်ဆိုပြီးတော့အဲ့လိုမျိုးလေးပြောပြန်တယ်နော်ပြောပြန်တယ်ဒါပေမဲ့ဒီနေ့ဖြတ်တိတော့တိုက်တော့မတွေ့ရသေးဘူးဆိုတော့အခုဖတ်ပြီးတော့ကျွန်တော်တို့တွေ့ရတော့တည်င်းထူအနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်တနိုင်ငံလုံးထောင်ပေါင်းချီတဲ့စစ်အင်အားနဲ့ထိုးစေးတွေကိုဆင်းပြီးတော့စစ်အာဏာရှင်တွေကိုဘုံတော့အမြင့်ပြတ်တော့မယ်ဆိုပြီးမှဒါတော့တတရား line နောက်ဆုံး line ပဲပြီးတတ်တဲ့ line ပဲဆိုပြီးမှ UNG ရဲ့ကာကွယ်ဝင်ကြီးကကျွန်တော်တို့တရားဝင်ထုတ်ဖော်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒါကတော့တည်င်းထူနေတဲ့ဒီနေ့အတွက် two special တဲ့တခုဖြစ်တယ်နောက်တစ်ခုကရန်ကုန်မန္တလေးလမ်းကောင်းတွေမှာ ARD အမှတ်3တိုင်းရင်းကနေပြီးတော့စစ်စေးရဲတွေလုံနေတယ်နော်စစ်စေးရဲတွေလုံနေတယ်ဆိုတော့ ARD အမှတ်3 ARD တိုင်းကနော်အဲ့ဒါအမှတ်3တိုင်းရင်းကနေပြီးတော့ဒီရန်ကုန်နဲ့မန္တလေးအဲ့ဒီမှာစစ်စေးရဲတွေလုံတယ်အဲ့ဒီမှာပြည်သူလူထုတွေကိုခြားပြတယ်စေးရဲအခြေအနေတွေကိုနေပြီးတော့တင်ပြဆွေးနွေးတယ်အဲ့ဒီပြရတော့အဲ့ဒီမှာကားတွေကိုတားတယ်တားပြီးမှစေးရဲအခြေအနေတွေဟာဆိုလို့ရှိရင်ဒီလိုဒီလိုရှိနေပြီဆိုတဲ့ဟာကိုသူတို့ကိုဆွေးနွေးတင်ပြတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာနော်ဆိုတော့အဲ့ဒီတင်တာပုံလို့ ကျွန်တော်တို့ဒူဝေဝေဆက်စားနဲ့တင်းမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီအချုပ်ချအာဏာကိုထိပါလာတဲ့အရာတစ်ခုရှိတယ်เนาะမနေ့ကလည်းကျွန်တော်တင်ပြပြပြီးအဲ့ဒါကကျွန်တော်တို့ချင်းပြနေမှာဖြစ်ဖြစ်တာဆိုတော့အဲ့ဒီအချုပ်ချအာဏာကိုထိပါတာကဘသူတွေလဲဆိုလို့ရှိရင်ပြည်ပကနေပြီးတော့ထိပါလာเนาะထိပါလာအဲ့ဒါကအိန္ဒိယအာအိန္ဒိယအဲ့ဒါကတပုန်းနေမှာရှိတဲ့ပေါ်ပေါ်ချမ်းမွေကနေပြီးတော့ပြန်သိမ့်မယ်သိမ့်ပြီးမှဒီမနီပူရာနေထက်ကိုထည့်မယ်ဆိုပြီးမှမနီပူရာ တော့ကိုစလေကနေပြီးတော့ဟောအတက်တော်မှာတင်ပြတာအဲ့ဒါကတစ်ခါတည်းမဟုတ်ဘူးနှစ်ခါရှိနေပြီနော်အချုပ်ချအာနာကိုထိပါတာထိပါတာနော်အဲ့ဒါကဒီစစ်ပွဲကာလမှာဆိုလို့ရှိရင်မအလကိုမထိမလေးစားလောက်တာနော်တော်တော်များများရှိတယ်ကျွန်တော်တို့ဒီဖက်မှာဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေ့ရှ်လည်းမထိမလေးစားလောက်တယ်နောက်တစ်ခုကအိန္ဒိယအခုတမူးမှာကိစ္စနော်ဒီဟာလေနေမျိုးတွေကိုချစ်ထွန်ဖို့အတွက်သူတို့ invade လုပ်ရှင်တယ်ပြီးတော့ကျူးကျော်ပြီးတော့တင်ပိုက်ချင်တယ်တစတစနော်အဲ့လိုမျိုးနော်ကျူးကျော်တင်ပိုက်ချင်တဲ့ စကားမျိုးတွေထွက်လာတဲ့အိန္ဒိယအခုနော်အရင်တော့ဘာတခုမှမထွက်လာဘူးနော်မအလာကိုမထီမလေးစားလောက်တာဓာတ်တွေကိုချိလိုက်နော်ဘယ်သူမှလူမလေးခွေးမခန့်ဆိုတာဒါပဲနော်ဆိုတော့အဲ့လိုမျိုးပြောလာတယ်အရင်တော့ဘယ်သူမှဟတာမရှိဘူးနောက်တစ်ခုကထိုင်းထိုင်းလည်းဒီလိုပဲရွှေတရက်ကနေမြန်မာဆိုလို့ရှိရင်ကိုဝါတွေရှိတဲ့နေရာကိုဘင်းနေဘင်းနေနောက်ဆုံးထားပြီးတော့ဆုပ်ပေးရမယ်စသဖြင့်ဒီရဇသန်တွေတောင်မှပေးတဲ့ထိရောက်တော့တယ်အရင်တော့ကထိုင်းလို့ဘာတစ်ခုမှပြောတာမရှိဘူးနော်ဆိုတော့ ဒီအခုနေဆက်ချင်းထိပါနေတဲ့တရုတ်တရုတ်ကတော့ပိုဆိုးเนาะမြန်မာနိုင်ငံမှာသူလုတ်ချင်းတယ်လို့လုတ်ချလိုက်တာเนาะလုတ်ချလိုက်တာဟိုးမအဝေးမှာရှိတဲ့ရုရှားတောင်မှမြန်မာနိုင်ငံကိုသူလုတ်ချင်းတယ်လို့လုတ်တာမလာလက်ထက်မှာเนาะဒီဘကချုပ်ချအနာကိုထိပါတဲ့ဟာဆိုလို့ရှိရင်တော့သူဘာခုမှလုံနေတာမရှိဘူးเนาะဒီ PDF တွေကိုကြားတော့အချင်းချင်းကြားတော့အာဆရာကြီးပဲသူကလည်းเนาะဆရာကြီးပဲဆိုတော့အဲ့ဒါကိုသူ့ရဲ့ နော်ဒီအိန္ဒိယကိုဘယ်လိုပြောလဲဆိုလို့ရှိရင်ဒီနှစ်နိုင်ငံမိတ်ပြအောင်မလုပ်သင့်ဘူးဆိုတဲ့ဟာကိုပဲနော်အဲ့လိုမျိုးတင်းတင်းမာမာနဲ့ဆက်ဆံတာကျွန်တော်တို့မတွေ့ရဘူးနော်ဘာဖြစ်လို့ဆိုတော့သူကိုယ်တိုင်လည်းအဲ့ဒီမှာသွားပြီးတော့ချိန်မှုနိုင်တဲ့အဆင်မရှိဘူးအဲ့ဒီမှာတော်လိုင်းရဲ့အဖွဲ့တွေကထိန်ချုပ်ထားတဲ့နေမျိုးတွေဖြစ်နေတယ်နော်ဖြစ်နေတဲ့အခါကျတော့သူဘာကမှလုပ်လို့မရအောင်နော်ဘာကမှလုပ်လို့မရဘူးလေပြေလေးနဲ့ပဲ နိုင်ငံဆက်ဆံရေးကိုထိခိုက်တဲ့အပြုအမူတွေကိုမလုပ်သင့်ဘူးစသဖြင့်ငါအဲ့လိုမျိုးခေါ်ပြီးတော့ဒီအိန္ဒိယရဲ့သံမတ်ကိုနေပြီးတော့ခေါ်ပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးပြောတယ်ဆိုတဲ့ဟာတော့ဒီနေ့တတိယပုံလို့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူ့ဖက်ကလူတွေကတော့အဖကုံဆော်တာနော်အဖကုံဆော်တာအခုကြော်မျိုးမင်းတို့ကျွန်တော်တင်ထားပေးတယ်နော်အဲ့ဒီဟာကိုနော်သူကိုယ်တိုင်ဒီမာလာရဲ့အကြကြသူဖြည့်ချင်းထားတဲ့ဟာလေဗီဒီယိုဖိုင်နော်အခုဒီ channel မှာကျွန်တော်တင်ထားပေးတယ်ဆိုတော့အဲ့ဒီမှာကြော်မျိုးမင်းတို့ဆိုရင်မခမရမနိုင်ဖြစ်ပြီးတော့မာလာကအဖကုံဆော်တာနော် ဆိုတော့ကျော်မျိုးမင်းတို့ကျော်စိုးဦးတို့ပောက်ကိုတော်တို့အခုနကဇော်ဖိုးဟင်းဆိုပိုးဆိုးအဲ့ဒီမာလာကိုရစရာမရှိအောင်ပြောတာနော်သူလည်းခွင့်မခန့်ဆိုတာဒီဖက်ကတော်လည်းရဖွင့်တယ်တခုနဲ့လောက်တာမဟုတ်ဘူးနိုင်ငံခြားကပြပကနေပြီးတော့အချုပ်ချအနာကိုစော်ကားတာတခုနဲ့မဟုတ်ဘူးသူဖက်ကထောက်ခံတဲ့လူတွေတောင်မှတယောက်မှလူမလေးခွင့်မခန့်နဲ့သူ့ကိုဆက်ဆံတာနော်အဲ့ဒီမင်းအထက်မှာဆိုလို့ရှိရင်ဒီမင်းကမင်းဆိုမင်းရုပ်တကယ်အငြင်းဆုံး မင်းဆိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်เนาะတွေ့ရလိမ့်မယ်အဲ့ဒါကတကယ်လက်တွေ့ဘဝမှာကျွန်တော်တို့တွေ့ရတဲ့အရာမျိုးဖြစ်တယ်ဆိုတော့အဲ့လိုမျိုးသူတို့ချင်းချင်းဆော်တဲ့ဟာတွေเนาะဗီဒီယိုကိုနေပြီးတော့ဒီမှာတင်ထားပေးတယ်ဆိုတော့ဒီမှာသွားပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ်အဲ့ဒီ channel လေးကိုလည်းကျွန်တော်တို့ subscribe လုပ်ထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်နေ့စဉ်နဲ့အမျှကျွန်တော် up to date တည်နေကိုเนาะတည်နေကိုကျွန်တော်တင်ပြလေးရှိတဲ့ခါကျတော့အဲ့ဒီမှာသွားပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ် subscribe လုပ်ခြင်းအားဖြင့်ကျွန်တော်တို့ YouTube ရတယ်ပြီးတော့အဲ့ဒီမှာ direct direct message ပို့ပေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ချက်ချင်းကျွန်တော်တို့ဝင်ပြီးတော့ကြည့်လို့ရတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်ပြောချင်တယ်နောက်တစ်ခုက ကပကောတိုင်းအုပ်ဖို့မြို့နယ်မှာဆိုလို့ရှိရင်တော့ဝိုင်းရွာကနေပြီးတော့အဲ့ဒီမှာ ီ yes ခန်းရှိတယ်အဲ့ဒီ yes ခန်းကိုနေပြီးတော့ဝင်တိုက်တယ်စကားစဖက်ကဆင်ငါရောက်သေးတယ်အဲ့ဒီမှာဒီ yes ခန်းဟာဆိုလို့ချင်းလက်နဲ့ချီထိမှန်ပြီးတော့အဲ့ဒီမှာပြာချသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက granny နဲ့ဒီ tiny set မှာဆိုလို့ချင်းတိုက်ပွဲချစ်ချစ်ဖြစ်တယ်ဖြစ်တဲ့ခါကျတော့ဒီဖက်ကမလာဖက်ကလက်နဲ့ချီတွေထုတယ်ထုတဲ့ခါကျတော့ဟိုဖက်မှာ time ဖက်မှာ limit house ဆောင်မှာဆိုလို့ရှိရင်နောက် main house ဆောင်ဖက်မှာအဲ့ဒီမှာလက်နဲ့ချီထိမှန်တယ်အဲ့ဒီ copy ခဲမှာပေါ့နော် copy ခဲမှာနေပြီးတော့အဲ့ဒီလက်မလက်နဲ့ချီထိမှန်တယ်ထိမှန်တဲ့ခါကျတော့ time ဆိုရနေပြီးတော့အဲ့ဒီဟာကိုသွားပြီးတော့စုံစမ်းစစ်ဆေးတယ်အဲ့ဒီမှာရှိတဲ့ tiny set မှာရှိတဲ့ ်ပြည်သူလူထုကိုတော့အထူးကူယူဆိုင်တော်နေဖို့အတွက်သူမှကြားတယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တတိမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့တတင်းတပ်ပုံတွေကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်လက်နက်ကြီးရဲ့တတင်းတပ်ပုံတွေပေါ့နော်တတင်းတပ်ပုံတွေကိုကျွန်တော်တို့ထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကရန်ကုန်မကွေးဘကိုးစတဲ့ပြန်ဒီစစ်မှုဖမ်းဥပဒေနဲ့အပတ်စဉ်ရှစ်ကဒီတင်းတန်းသားအစ်တွေကိုသူတို့တင်းတန်းပို့ချတယ်အတင်းတန်းမပြေးဘူးမပြေးဘူးနဲ့ရှစ်တန်းကိုပို့တယ်နောက်ပို့တယ်ခုနကညောင်ချိုးဒီညောင်ချိုးစခန်းအဲ့ဒီမှာကဒီပတောင်းလို့ ါတို့အဲ့ဒီဖက်မှာပေါ့ဥချစ်ပင်နော်ဥချစ်ပင်ဖက်မှာသူတို့ဆုတ်ပြေးရတယ်အခုညောင်ကျိုးစခန်းသူတို့မှတောက်မခံနိုင်တော့ဘူးလူအသေးကြောက်များလုံးလို့နော်ဆေးရုံစစ်ခန်းတွေတောက်မှမဆန့်တော့မဆန့်မလို့ဟုတ်ပြီဓာတ်ကဆတ်ကိုပို့တယ်နော်အဲ့ဒီမှာဆိုလို့ရှိရင်အဲ့ဒီမှာယာယီစခန်းတွေရောယာယီစစ်ခန်းတွေဖွင့်ပြီးတော့ကိုအလိုမျိုးကုသတဲ့အဆင့်ရောက်သွားတယ်ဆိုတော့အဲ့ဒီမှာလူတိတ်တွေတော်တော်ပို့ထားတယ်နော်တော်တော်ပို့ထားတယ်အရောက်ပေါ့90တင်းတဲ့တော့မပြီးသေးဘူးနော်အဲ့ဒီရှိတဲ့ကိုပို့ပြီးတော့ အသိခံခိုင်းတာเนาะအဲ့လိုမျိုးတည်တင်းတွေကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်တိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်စေတင်တန်းသားအစ်တွေကိုเนาะတင်တန်းသားအစ်တွေကိုနေပြီးတော့တင်နာမပြီးပြီးနဲ့ ပို့ဆောင်လဲဆိုတဲ့တည်င်းတွေကိုလည်းကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကပုဂိုးတိုင်းသားရောက်ဒီခရိုင်မှာဆိုလို့ချင်းကျေးရွာတွေရက်ကွဲတွေအဲ့ဒီမှာရှိတဲ့အုတ်ကြီးတွေပြူစောထီတွေဆိုလို့ရှိရင်เนาะအယောက်ပေါင်း20เนาะအယောက်ပေါင်း20တက်ခါရတယ်ဒီဖက်ကတော်လိုင်းရောက်ဖွဲ့တွေကသွားသွားပြီးတော့တက်တာ။နောက်တက်တဲ့ခါကျတော့အဲ့ဒီမှာဒီမာလာဖက်ကအဲ့ဒီပြူရွာတွေကိုเนาะပြူစောထီတွေအုတ်ကြီးတွေကိုနေပြီးတော့လက်တက်ဆင်ပေးတယ်ဆိုတဲ့ဟာကိုလေဒီနေ့တည်င်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကဒီကရင်ပြည်နယ်မှာရှိတဲ့ဒီမြဝတီတို့ခုနကရွှေကုတ်ကိုတို့ကတိဖားတို့အဲ့ဒီမှာဒီကြားဖြတ်ကိစ္စနဲ့ တရုတ်ကတော်တော်ကိုနေနေတဲ့ခါကျတော့တရုတ်ရဲ့ထိုင်းရဲ့မြန်မာရဲ့စသဖြင့်အဲ့ဒီမှာ BGI ပြန်လဲလန့်ပြီးတော့သူတို့ကလည်းအဖကုံဖမ်းပေးတယ်ပို့ပေးတယ်ဆိုတော့သူတို့တုံးထားတဲ့နော်ပစ္စည်းပစ္စည်းတွေရှိတယ်အဲ့ဒါကကွန်ပျူတာတို့ဖုန်းတို့ဆက်ဆက်ပစ္စည်းတွေအများကြီးအဲ့ဒီ BGI ကနေပြီးတော့သိမ့်ပိုက်ရရှိတယ်နော်သူတို့ကနေပြီးတော့အဲ့ဒီပစ္စည်းတွေကိုမီရှိုးမယ်လို့လုပ်တယ်ဒါပေမဲ့တရုတ်ကမီမရှိုးနဲ့အဲ့ဒါကိုနေပြီးတော့ငါတို့စီမှာပြန်ပို့ပါဆိုပြီးမှတရုတ်ကတောင်းခံတယ်ဆိုတော့အဲ့ဒါက ဒီစကားစကားတစ်ဆက်နော်သူရဲ့တပည့် BGF ကုန်နေပြီးတော့တောင်းထားတယ်ဆိုတဲ့ဟာကိုလေဒီနေ့တွေ့ရတယ်နော်တွေ့ရတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ February 26ရက်နေ့မှာရန်ကုန်ကနေပြီးတော့ဟုတ်ကဲ့မှာကြောက်ဖြူကနေပြီးတော့ပြန်တိုင်းတဲ့ခီးစဉ်တစ်ခုရှိတယ်အဲ့ဒါကကျွန်တော်တို့လေယံပြင်နော်လေယံပြင်နဲ့သွားပြီးတော့ခီးစဉ်တစ်ခုရှိတယ်အဲ့ဒီမှာနော်တရုတ်နိုင်ငံကဒီကြောက်ဖြူကိုထူးစီးပွားရေးဆောင်မှနေပြီးတော့ပို့ပေးလိုက်တဲ့ခုနက PSC လို့ခေါ်တဲ့ဒီတရုတ် company ကနော်အဲ့ဒီတရုတ်လုံခြုံရေး company ကနေပြီးတော့တရုတ်အယောက်ပေါင်း25ယောက် အဲ့ဒီမှာထည့်ပေးလိုက်တဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြန်တော့အဲ့ဒီခီးစင်မှာဒီလုံချုံရဲ့ယူဖို့အတွက်တရုတ်နိုင်ငံက25ရောက်ပါတယ်เนาะအဲ့ဒီ25ရောက်နေရတော့ဘာမှလုံစားလို့လည်းမရဘူးเนาะသူတို့ကတကက်ရှိတဲ့မှာတိုက်မဲ့လို့လည်းမဟုတ်ဘူးဒါပေမဲ့ဒီဖက်မှာယူကရိန်းနဲ့ရုရှားကိုတိုက်တဲ့အခါမှာဒီ USA ကပုံမှန်တိုက်ခိုက်မှုတော့မရှိဘူးဒါပေမဲ့အချက်လက်တွေဝင်ညှတယ် နော်လက်နဲ့တွေထောက်ပံ့နေနော်အဲ့လိုမျိုးပေါ့ဆိုတော့အဲ့ဒီပြတော့သူတို့ကတော့ဒီစက္ကဆရဲ့လူတွေကိုအဲ့ဒီမှာဆရာကြီးလုတ်ပြီးတော့ဓာတ်ရင်မလုတ်ပါလုတ်စသဖြင့်လုတ်တဲ့နေရာမှာအသုံးပြုဖို့ပဲတကယ့်ရှိတမ်းမှာထပ်ပြီးတိုက်မဲ့လူတွေမဟုတ်ဘူးဆရာကြီးလုတ်မဲ့လူတွေ25ရောက်ကုန်နေပြီးတော့ပို့လိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နော်အဲ့ဒီအချက်လေးတွေဂျူဒူကနော်အဲ့လိုမျိုးပုံတွေကိုနေပြီးတော့ပို့ပေးတယ်အဲ့ဒီပြတော့အဲ့ဒီမှာနေပြီးတော့နော်ဒီတိုက်ခိုက်ဖို့အတွက်လွေကူအောင်လွေကူအောင်အဲ့လိုမျိုးလုတ်ဖို့အတွက်နော်အဲ့ဒီကုမ္ပဏီကနေပြီးတော့25ရောက် လုံခြုံရေးတရုတ်လုံခြုံရေးအဲ့ဒီမှာပါသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ထိုင်းနေဆက်မှာကျွန်တော်တို့မီရိုစစ်ခန်းမီရိုစစ်ခန်းဆိုတာရှိတယ်နော်ဆိုတော့အဲ့ဒီမီရိုစစ်ခန်းကဒေါက်တာစင်တီယာမော်နော်ဒေါက်တာစင်တီယာမော်ဆိုလို့ရှိရင်ကျွန်တော်တို့ကရင်မျိုးဖြစ်တယ်ဆိုတော့ဒီနေဆက်တလျှောက်မှာဒီရွှေပြောက်လုံသမားတွေအတွက်သူစစ်ခန်းကိုဖွင့်ပေးတယ်ဆိုတော့အဲ့ဒီစစ်ခန်းကခမဲ့ပဲနော်ခမဲ့ပဲကျွန်တော်အဲ့ဒီနေဆက်မှာနေတုန်းကတောက်ဒီမှာနေတုန်းကကျွန်တော်လေးသွားဖို့တယ်နေမကောင်းလို့ရှိရင်ငှက်ပြားတော့ပါတော့သွားလို့ရှိရင်အဲ့ဒီမှာခမဲ့ကျွန်တော်တို့နော်အဲ့ဒီမှာကုသခွင့်ရတယ်ဆိုတော့ညရာတီမှာကြတော့ ီဖက်ကတောင်ရက်မြစ်ကိုဒီရေရတင်နေလဲပဲဆိုတော့ဖြတ်ကူးလို့လည်းရတယ်နော်ဖြတ်ကူးလို့လည်းရတယ်တော့မဟုတ်တဓာကနေပြီးတော့ကူးလို့လည်းရတယ်အလိုမျိုးအောက်ကနေလို့ရှိရင်တော့ခိုးချောက်ခိုးဝဲပေါ့အလိုမျိုးဝင်ရတယ်နော်ဟိုဖက်မှာလက်မှတ်တွေပါတယ်မလုံးပေးနဲ့အဲ့လိုမျိုးဒီနေ့ဒီ passport လုတ်လို့ရတယ်တရက်စာပေါ့နော်တရက်စာလုတ်ပြီးတော့ ဒီမဲ့ဆောက်တော့ဘာလို့မှသွားလေတာတို့ဈေးဝယ်တာတို့စာအုပ်ပြီးစိတ်ခမ်းတော့ဘာလို့အဲ့လိုမျိုးသွားလို့ရတယ်ဒီတရားပေါ်ကတရားဝယ်ပေါ့ဒါပေမဲ့တရားမဝင်သွားတယ်လို့လည်းရှိတယ်เนาะအဲ့ဒီတောင်ရဲမျိုးကိုဖြတ်ပြီးတော့เนาะဟိုဖက်မှာကူးပြီးတော့အဲ့လိုမျိုးခိုးကြောင်ခိုးဝဲလုံးတယ်လို့လည်းရှိတယ်ဆိုတော့အဲ့ဒီစိတ်ခက်ကတော်တော်များများကြီးတယ်ဒီနေဆက်တစ်ချောင်းမှာဆိုလို့ရှိရင်เนาะတော်လည်းရဲ့အဖွဲတွေကလည်းဒီ KNU တို့ဘာတို့တကယ်အကြီးအကျယ်တိုက်ပွဲတွေဘာတွေဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီစိတ်ခမ်းတွေကိုနေပြီးတော့အသုံးပြုတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့သတင်းမီဒီယာတွေမှာကျွန်တော်တို့တွေ့ရတယ်เนาะအဓိပ္ပာယ်ကတော့လူမျိုးမျိုးရဲ့ဘာသာမျိုးရဲ့အဲ့လိုမျိုးကူတာပေးတဲ့စေယုံဖြစ်တယ် ဆိုတော့အဲ့ဒီမှာသူကတော့တော်တော်ကိုဒီကုန်ထူးဆောင်ပွဲတွေနဲ့တော်တော်ကိုရတယ်ဆိုတော့ဒီနေ့ကလည်းထိုင်းကနေပြီးတော့ဒီချင်းမြေပေးတဲ့ကုန်ထူးဆောင်တစ်ခုကိုပြန်ပြီးတော့ချင်းမခွန်ရတယ်เนาะအဲ့ဒီမှာကုန်ထူးဆောင်ပါရဂိုပွဲကိုနေပြီးတော့ထိုင်းကနေပြီးတော့ဒီပေးလိုက်တဲ့ဆိုတဲ့ဟာကိုတွင်ကျွန်တော်တို့တွေ့ရတယ်နေရာဆောင်ဒီ University ကနေပြီးတော့ခံပေးအပ်လိုက်တဲ့ကုန်ထူးဆောင်เนาะပါရဂိုပွဲကိုသူတို့ပေးလိုက်တယ်ဆိုတော့သူကတော့ပွဲတွေကတော့အများကြီးပဲเนาะပညာရေးကျန်းမာရေးလူမှုအကျိုးပြုနောက်တစ်ခုက အချက်သူရေကောင်းစု အစသဖြင့်အဲ့လိုမျိုးစုတွေကလည်းအများကြီးပိုင်ဆိုင်ထားတဲ့ဆရာဝန်တယောက်ဖြစ်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်အတိတ်ပင်ကတော့အဒီနေဆက်မှာရှိတဲ့ဒေါက်တာစင်တီယာမော်ကနေပြီးတော့ထိုင်းကချင်းမြင့်လိုက်တဲ့ကိုထူးဆောင်ပါရဘူးပွဲကိုပြန်ပြီးတော့နော်ဒီတိတ်ချင်းမြင့်ချင်းကိုခံရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့မတ်လ7ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ